ရေကွဲပွဲအကောင်းဆုံးနဲ့အဆိုးရွားဆုံးသောလူသက်ပွဲသည်1948ခုနှစ်ဧပြီလ9ရက်နေ့ကဂျေရုဆလမ်မြို့၏အနောက်ဘက်ရှိအာရက်ရွာငယ်တစ်ရွာဖြစ်သောဒိုင်းယာစင်ရွာတွင်ဖြစ်ပွားခဲ့သည့်လူသက်ပွဲဖြစ်သည်။ယူကျန်းဖတ်သမားတို့သည်ထိုအာရက်ရွာကလေးကိုရောက်ရှိလာကြပြီးယောက်ျားမိန်းမကလေးလူကြီးမကျန်အိမ်ပြန်ထွက်ရန်အမိန်ပေးသည်။ထိုနောက်ရက်ဆက်သောလူသက်ပွဲကြီးကိုပြုလုပ်တော်သည် ုံးပဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်เนาะအလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ဖတ်ပြပေးမယ့်စာအုပ်လေးကတော့စာရေးဆရာအထောက်တော်လှအောင်ရေးသားထားတဲ့၄ချိန်မြောက် are isre sit ပွဲဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာအလုံးပဲကျွန်တော်နဲ့အတူတူ နားတော်တာဆင်ကြရအောင်ပါခင်ဗျာညိုးသူရံဘတ်ညီကိုတော်များနေမြေလူစစ်ပွဲများလူမျိုးရေးစစ်ပွဲများနဲ့ဘာသာရေးစစ်ပွဲများသည် အရှိအလဲပိုင်းဒေတာတွေရပ်နာခြင်းမရှိခဲ့ထိုစစ်ပွဲတို့သည်အ धिक အားဖြင့်အာရတ်လူမျိုးနှင့်ဂျူးလူမျိုးတို့အကြားတွင် ဖြစ်ပွားပေါ်ပေါက်နေခြင်းသာဖြစ်သည်စစ်မှတ်ဖတ်ပြိုင်နေကြသောအာရတ်နှင့်ဂျူးနှစ်ဦးစလုံးသည်အိဗရာဟင်၏သားများဖြစ်ကြသောအစ်မေယန်နှင့် အစ်ဇတ်တို့နှစ်ဦးမှစင်သက်ပေါက်ဖွားလာကြသည့်ညီကိုများဖြစ်ကြသည်ရေးကြည့်တော့သွေးနီးရာဆိုသလိုမစည်းလုံးနိုင်ကြပဲ။ ကမ္ဘာရံများဖြစ်သူကြေကွဲဝေရောက်ရှိနေရရှာသည်အခုဖြစ်သူအစ်မေရန်က အာရတ်လူမျိုးများဖြစ်ပေါ်လာမည်ဘီဒရင်လူမျိုးစုကို၎င်းညီဖြစ်သူအစ်ဇက်ကဒူးလူမျိုးစု12စုကို၎င်းပေါက်ဖွာစေခဲ့သည်သူတို့သည်ပါလက်စတိုင်းဒေသမှာအခြေချနိုင်ရန်ရာစုနှစ်ပေါင်းမြောက်များစွာကြိုးစားခဲ့ကြရသည်သိမ်းမောင်းများစွာတန်းမောင်းများစွာသော အသက်အိုးအိမ်စီးစိမ်များကိုအဆုံးရှုံးခံခဲ့ကြရ၏ စစ်မြေးပြင်စစ်တလင်းတို့မှာအချိန်ချင်းစစ်ခင်းခဲ့ကြရ၏။နေချက်ကြီးငယ်တို့ဤနှိမ့်ဆက်ညှင်းပန်းခြင်းကိုခံခဲ့ကြရသည်။သွေးငတ်သည့်ဈေးတလုံးပိုင်စစ်ဘိုလ်ချုပ်ကြီးများဤသွေးစားသောဓာအောင်မှဥကောင်းပေါင်းများစွာကိုမြေကျခဲ့ကြရသည်။ဂျူးလူမျိုးတို့သည်နှိမ့်ဆက်ညှင်းပန်းခံရသည့်ဒဏ်များနှင့်အခြားအကြောင်းမျိုးမျိုးများကြောင့်ပါလက်စတိုင်းဒေသမှ ထွက်ခွာကာကဘာရရသူပြန့်နှံ့သွားခဲ့သည်ရေကြီးရမျက်နှူရာကိုရှာခဲ့ကြရသည် ယုံရင်ကန်ရင်နှင့်ပါလက်စတိုင်းဒေသတွင်ဂျေရုစလင်မြို့တော်ကိုတည်ထောင်ကြသည်ထိုမြို့တော်သည် ခရစ်ယာန်ဘာသာဝင်များယေဟူဒီဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များတို့အထွတ်အမြတ်မြို့တော်ဖြစ်သည် ထို့ကြောင့်လဲဂျေရုစလင်မြို့တော်ကိုသူပိုင်ရေးငါပိုင်ရေးတို့အငင်းပွားမှုများမဆုံးနိုင်အောင် ဖြစ်ပေါ်နေရသည်နှစ်ပေါင်း200မြောက်ကြာမြင့်အောင်ဘာသာရေးစစ်ပွဲများဖြစ်ပွားသည့်အနက်ဂျေရုစလင်မြို့တော်ကို ခရစ်ယာန်ဘာသာဝင်တို့ကတိုက်ခိုက်သိမ်းပိုက်ခဲ့သည် အာရပ်အမျိုးသားများကလည်းအနောက်နိုင်ငံသားခရစ်ယာန်ဘာသာဝင်များလက်မှယေရုရှလင်မြို့တော်ကို ပြန်လည်ရရှိစေရန်စစ်ပွဲများဆင်နွှဲခဲ့ကြသည်ဂျူးတို့ကလည်းတနေသောအခါတွင်ဤမြို့တော်သည်မိမိတို့လက်ဝဲသို့ပြန်လည်ရောက်ရှိရမည်ဟုမလွဲမသွေဆွဲမြဲယုံကြည်ထားကြ၏တိုင်းပြည်တကားကိုသွားရောက်နေထိုင်ပြီးအခြားယဉ်ကျေးမှုနှင့်ဘာသာတရားရောထွေမှုမခံမဲမိမိယဉ်ကျေးမှုနှင့်မိမိ၏ဘာသာတရားကိုသာမမိမ့်မတုံလက်ခံထိမ့်သိမ့်ကျင့်သုံးကာ တတိတခြားနေထိုင်လေးရှိသည့်ဂျူးလူမျိုးများပေါ်နိုင်ငံအများပြားကမုန်တီးယွန်းရှာလာသည်နိုင်ငံအများပြားကဂျူးဆန့်ကျင်ရေးများကိုပြုလုပ်လာကြသည်1882ခုနှစ်တွင်ဂျာမနီပြည်တွင်သို့ဂျူးလူမျိုးများဝင်ရောက်ခြင်းကိုပိတ်ပင်တားမြစ်ရန်ဂျူးဆန့်ကျင်ရေးအသင်းကတောင်းဆိုလိုက်သည်1882ခုနှစ်တွင်ဂျူးဆန့်ကျင်ရေးအသင်းညီလာခံကြီးကိုကျင်းပသည်1894ခုနှစ်တွင်စီရီလီဝက်ချက်များဂျာမနီသို့ရောင်းချကြောင်းဖြင့် ပြင်းသစ်အရာရှိ Alfred Dreyfus အားပြင်းသစ်အစိုးရကဆွဆွဲပြီးဖမ်းဆီးရုံးတင်သည်ထိုစစ်ခုံရုံး၌စစ်ဆေးသည့်တရင်ကိုဗီယန်နာမှတရင်စားတစောင်းဤတရင်ထောက်အဖြစ်ဂျူးမျိုးသားစာရေးဆရာသီအိုဒိုဟာဇဲကတက်ရောက်တရင်ယူသည်သီဟိုဒိုဟာဇဲဤခေါင်းဆောင်မှုဖြင့်ဂျူးလူမျိုးတို့သည် ကိုတိုင်းပြည်ကိုလူမျိုးကိုနယ်မြေအတိတ်ကြထူထောင်သင့်မည်ဖြစ်ကြောင်းဂျူးအများတို့ယုံကြည်လက်ခံလာကြသည် ဟာဇဲဤခေါင်းဆောင်မှုဖြင့်ဇီယွန်ဝါဒီများ၏ပထမဆုံးသော conference ကို1898ခုနှစ်တွင်ဆွစ်ဇာလန်နိုင်ငံဘေးဆဲလ်မြို့၌ကျင်းပသည်ပါလက်စတိုင်းဒေသ၌ဂျူးလူမျိုးများအတွက်ဒိုင်းပြည်ထူထောင်ကဂျူးတို့၏လုံခြုံရေးကိုအာမခံရန်တောင်းဆိုသည်ထို့ဤမှန်းချက်အကောင်ထည်ဖော်သည့်အထိစောင့်ရွက်ကြရန် ဆုံးဖြတ်သည်ထူးစင်ကပါလက်စတိုင်းဒေသကို တူရကီကပိုင်သည်1914ခုနှစ်မှစပြီးပါလက်စတိုင်းဒေသသို့ဂျူးလူမျိုးများဝင်ရောက်လာကြသည် ဘဲတောင်ပေါ်မှာတဲလ်အဗင်မြို့ကို တီထောင်သည်ဂျေရုဆလမ်မြို့တော်ကိုပကြီးပပုအမှုပညာအမွန်းအမြောက်လက်ရာများဖြင့်မွန်းမံချေလေသည်အီဂျစ်နိုင်ငံသည်ခရစ်တက်ဂရီ640မှ1519အထိနှစ်ပေါင်း900လုံးလုံးအရက်လူမျိုးတို့၏အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သည်ထို့နောက်ဆူတန်ဘုရင်များ၏လက်အောက်သို့ကျရောက်သည်အီဂျစ်တပြည်လုံးမှတဲကန်နာရအများအပြားလွှမ်းမိုးနေတော်လဲနိုင်မြဝကျွန်းမော်ဒေသသည် မြေဩဇာအလွန်ကောင်းလာသည် 1519ခုနှစ်တွင် တူရကီအော်တိုမန်အင်ပါယာအတွင်းသို့လက်ပြောင်းခံရပြန်သည်ဂျီနယ်အစစ်မှပင် ထားလိုက်သည်1868ခုနှစ်တွင် မိုဟာမက်အလီနှင့်သူ့အယိုက်အယားခံယူသူများကကိုင်ရိုမြို့ကိုသိမ်းပိုက်လိုက်သည်ခီဒိုက်အစစ်မေကအုပ်ချုပ်သည် တူရကီကအတိမတ်ပြုသည်သို့တော်လည်းကိုင်ရိုအစိုးရ၏အုပ်ချုပ်ရေးမကျွမ်းကျင်မှုနှင့်အသုံးဖြုံကြီးမှုများကြောင့်ဂျီတီရှာတို့တဖြည်းဖြည်းဝင်းရောက်ဆွတ်ဖက်လာကား နောက်ဆုံးတူရကီ၏သဘောတူညီချက်ဖြင့်အုပ်ချုပ်မှုများကိုပါလက်လွှဲယူလေတော့သည်1882ခုနှစ်တွင် အာရဗီပါရှန်သဘုံများထကြွတောင်းညံကခီဒိုက်အစ်စမေလ်ဘရင်ကိုတော်လှန်သည်ထိုတော်လှန်ရေးဖြစ်ပွားသောအခါဂျီတီရှာတို့ကဝင်ရောက်လာပြီးသဘုံများကိုတိုက်ခိုက်ဖြိုခွင်းသည်အာရဗ်များကိုရရက်ဆက်ဆက်တိုက်ခိုက်ပြီးအီဂျစ်ပြည်ကြီးကို သိမ်းပိုက်လိုက်တော့သည်ထိုပြုမှုနှင့်ပတ်သက်၍ဂျီတီရှာအုပ်စိုးသူများအကြမ်းမှာပင် ။အဘောဓာကွဲလွဲမှုများပေါ်ပေါက်လာခဲ့ရသည်။လူလည်းရေရယူလိုသည့်အီဂျစ်များကိုမတရားချေမုန်းပစ်ကြောင်းထောင်ပေါင်းများစွာသောအီဂျစ်မျိုးသားများကိုကြက်ငှက်ကလေးများကဲ့သို့ရရဆက်ဆက်တပ်ဖြတ်ပစ်ကြောင်းမျိုးသားရေရုံးကန်လှူရှားသူများကိုဖိနှိပ်ချုပ်ချယ်လိုက်ကြောင်းအုတ်ချုပ်သူများထင်းတိုင်းချယ်လေ၍ရသည့်အယုတ်ကလေးများဘဝသို့ပြန်ပို့လိုက်ကြောင်းဖြင့်လော်ရင်ဒါချာချီကအီဒင်ဘာမြို့၌1883ခုနှစ်တွင်ပြင်းထန်စွာဝေဖန်ခဲ့သည် ပထမကဘာစစ်ကြီးဖြစ်လူနီးသောအခါတူရကီနှင့်ဂျီပီရှာနိုင်ငံတို့သည်တဟဇာတမဖြစ်တော့ကြီထို့ကြောင့်လဲအီဂျစ်နိုင်ငံကိုဂျီပီရှာတို့ကပိုမိုဖိနှိတ်ချုပ်ချယ်လာသည်ထိုနည်းအားဖြင့်အီဂျစ်တို့၏အမျိုးသားရေးတိုးတက်နိုးကြမှုနှင့် နေချက်အပေါ်တိုက်ခိုက်ဆန့်ကျင်လိုမှုများပိုမိုကြီးထွားလာသည်ချက်ကောင်းဆောင်သောဂျူးများသည်ပါလက်စတိုင်းဒေသမှအီဂျစ်နိုင်ငံများအတွင်သို့ပြေးဝင်ကြ၏ဇီယွန်တပ်ဖွဲ့များကိုဖွဲ့စည်းကြသည် ပထမကဘာစစ်ကြီးတွင်ဂျီပီရှာတို့နှင့် ဥတွဲတိုက်ပွဲဝင်ကြလေသည်တကဘာလုံးမှာပြန်ကျဲလျက်ရှိသောဂျူးလူမျိုးများ၏အင်အားကိုအင်္ဂလိပ်တို့ကအလိုရှိနေသည်ထို့ကြောင့်အီဂျစ်ကိုလွတ်လပ်ရေးပေးမည်ပါလက်စတိုင်းတွင်ဂျူးလူမျိုးတို့အတွက်နေမြေသတ်မှတ်ပေးရန်ပြင်သစ်နေရုရှားကိုချဉ်းကပ်သည်ထိုနယ်မြေကိုနိုင်ငံတကာအုပ်ချုပ်မှုအောက်တွင်ထားမည်ဟုအစီအစဉ်များပြုလုပ်သည်1916ခုနှစ်မတ်လအတွင်းကထိုအစီအစဉ်များကိုပြုလုပ်ကြခြင်းဖြစ်သည်ထိုအချိန်မှစ၍ပါလက်စတိုင်းဒေသတို့ ဂျူးတို့အလုံးရင်ဖြင့်ဝင်ရောက်လာကြသည်ညီနေရများကိုဝယ်ကြသည်ဇီယွန်ဝါရီများကလည်းမိမိတို့ဂျူးလူမျိုးများအတွက်ပါလက်စတိုင်းဒေသတွင်တိုင်းနိုင်ငံမဖြစ်မနေထူထောင်ရမည်ဖြစ်ကြောင်းကြွေးကြော်လှုပ်ရှားနေသည်အာရတ်တို့ကလည်းပါလက်စတိုင်းဒေသသို့ဂျူးများဝင်ရောက်လာခြင်းကိုမနှစ်မြို့နိုင်တစ်ဖက်ကလွတ်လပ်ရေးအတွက်အင်္ဂလိပ်ကိုတော်လန်နေရင်တစ်ဖက်ကလည်းဂျူးစန့်ကျင်ရေးများကိုပြုတ်လုပ်ကြသည်အမည်အားဖြင့်ဇီယွန်ဝါရီစန့်ကျင်ရေးဟုကင်းမွန်းတတ်ကြသည် ပါလက်စတိုင်းဒေသတွင်မိမိတို့လူမျိုးစုဖြစ်လျင်ပြည်တိရှာအစိုးရကအစိုးရအာဏာကိုမိမိတို့လက်သို့လွှဲပြောင်းပေးလိမ့်မည်ဟုဂျူးတို့ကယုံကြည်ကြသည်ထိုယုံကြည်ချက်ဖြင့်လဲကမ္ဘာရဲ့ရဲ့ရှိဂျူးများကိုသွေးဆောင်ခေါ်ယူသည်1922ခုနှစ်က17ရာခိုင်နှုန်းသာရှိသောဂျူးလူဦးရေသည်1939ခုနှစ်တွင်29ရာခိုင်နှုန်းထိတိုးတက်များပြားလာသည်ထို့ကြောင့်1939ခုနှစ်မေလ18ရက်နေ့တွင် ပါလက်စတိုင်းစစ်ကူပြုကျင်းညာစာရန်ကိုအင်္ဂလိပ်ကကျင်းညာသည်။နောက်9နှစ်အတွင်းပါလက်စတိုင်းဒေသသို့ဂျူးလူမျိုး8500သာဝင်ခွင့်ပြုတော်မည်ဟုပါရှိသည်။1944ခုနှစ်မှစပြီးလုံးဝဝင်ခွင့်မပေးတော်မည်သဘောရှိသည်။ထို့ကစပြီးဂျူးလူမျိုးများကအင်္ဂလိပ်ကိုဆန့်ကျင်ကြပြန်သည်။ဒုတိယကမ္ဘာစစ်တွင်အင်္ဂလိပ်နှင့်ပူးပေါင်းတိုက်ခိုက်တော်လဲအင်္ဂလိပ်ဆန့်ကျင်ရေးစိတ်ဓာတ်များသည့်ပျောက်ကွယ်မသွား။ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ဂျူးမဟာတပ်ကြီးတစ်ခု ဖွဲ့စည်းခွင့်ရခဲ့သည်စစ်ပြီးသောအခါဂျူးတို့ဤစန့်ကျင်ရေးသည်အခေါင်ထွတ်သို့ရောက်အောင်ကြီးထွားလာသည်အာရတ်လူဦးရေထက်ဂျူးလူဦးရေကပိုမသွားအောင်ထိမ့်ချုံနေသောကြောင့်ကမ္ဘာရဲ့ရဲ့ရှိဂျူးတို့ကအင်္ဂလိပ်ကိုစန့်ကျင်နေကြသည်အင်္ဂလိပ်တို့သည်စစ်မဖြစ်မီနှင့်စစ်ဖြစ်ပြီးတစ်ချောင်းလုံးအီဂျစ်နိုင်ငံအတွင်းမှစစ်တပ်များတပ်ဆွဲထားသည်အီဂျစ်အုပ်ချုပ်ရေးများတွင်လည်းဝင်းရောက်ဆွတ်ဖက်နေသည်ထို့ကြောင့်အီဂျစ်ပြည်တွင်ရှိသည့် ်အင်္ဂလိပ်စစ်တပ်များစီးကန်းတစုံတရာသတ်မှတ်ခြင်းမပြုဘဲမိမိတို့မြေပေါ်မှထွက်ခွာသွားရန်တောင်းဆိုကြသည်ထို့ဖြင့်အင်္ဂလိပ်တို့သည်အီဂျစ်နိုင်ငံမှထွက်ခွာပြီးပါလက်စတိုင်းဒေသမှတပ်ဆွဲရန်ပြင်ဆင်သည်ထို့မှသာဆူအတူးမြောင်းကိုချုပ်ကင်နိုင်ကြမည်ဖြစ်သည်ထို့ကလိုအီဂျစ်ကိုစွန့်ခွာပြီးပါလက်စတိုင်းဒေသတွင်အခြေချခြင်းအပြင်ဂျူးနှင့်အင်္ဂလိပ်တို့၏ပြည်ပခတ်သည်ပိုးမိုးကြီးထွားလာ၏တစ်ဖက်တွင်လည်းဂျူးနှင့်အာရတ်တို့၏နေမြေပြဿနာ လူဦးရေပြဿနာများကပေါက်ကွဲလူဖြစ်နေသည်မိမိတို့၏ပါလက်စတိုင်းနယ်မြေကို ခွဲဝေမပေးလိုသောအာရပ်များကဂျူးများဝင်ရောက်လာခြင်းကိုဟန်တားရန်ကြိုးစားနေကြသည်နယ်မြေချက်ထွင်လိုသောဂျူးလူမျိုးဇီယွန်ဝါရီများမိမိတို့အပေါ်ဝါးမျိုးသွားမည်ကိုစိုးရိမ်ကြ၏1948ခုနှစ်အစပိုင်းတွင်အီဂျစ်နိုင်ငံမှအင်္ဂလိပ်စစ်တပ်များသည်ပါလက်စတိုင်းဒေသသို့ရွှေ့ပြောင်းတပ်ဆွဲနေရာယူသည်ထို့အခါမှစပြီး အင်္ဂလိပ်နေဂျူးလူမျိုးတို့၏ပြိပခတ်အပြင်းထန်ပေါက်ကွဲတော်သည်လူသက်ပွဲများနေရန်အမြောက်များမှဖြစ်ပွားသည်စိုက်ပရက်ဂျွန်းရှိဂျူးများကိုအင်္ဂလိပ်ကဖမ်းသည်ဂျေရုဆလင်မြို့ရှိအင်္ဂလိပ်စစ်ရုံးချုပ်ကိုဂျူးတို့ကဘုံခွဲဖျက်ဆီးသည်အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနေတဲ့သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါဦးနော်နောက်ပြီးတော့အကြံပြုခြင်းနာများရှိရင်လဲအောက်ကကွန်မန့်လေးထဲမှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို။ Palestine ဒေသတွင်မိမိတို့အတွက်ဒိုင်းပြည်ဒူထောင်ခွင့်ပေးရန်ဂျူးတို့ကမပြတ်တောင်းဆိုသည်။အင်္ဂလိပ်ကမပေးနိုင်ကြောင်းမပြတ်စွန့်ခြင်းသည်။အာရတ်တို့ကလည်းပြီးကြဂျူးနိုင်ငံကိုမိမိတို့မြေပေါ်မှာတီထောင်ခွင့်မပေးနိုင်ကြောင်းမပြတ်ကန့်ကွက်သည်။ထို့ကြောင့်အစ်မေရန်နှင့်ဣဇတ်တို့ဤသားများဖြစ်ကြသောညီအကိုတော်အာရတ်နေဂျူးများသည်မျိုးသူရန်ဖတ်များမပြီးစုံနိုင်သည့်စစ်ပွဲများကို စင်နွယ်သူများဖြစ်လာကြလေတော့သည်ဒုတိယကမ္ဘာစစ်ကြီးပြီးတွင်လွတ်လပ်လို့ကြသောကမ္ဘာဖိနှိပ်ခံကိုလိုနီတိုင်းပြည်များရှိပြည်သူတို့သည်လွတ်လပ်ရေးပေးရန်ကြွတ်ကြွညံအောင် တောင်းဆိုနေကြ၏ကမ္ဘာပြည်သူတို့၏တောင်းဆိုမှုကိုနေကျက်နိုင်ငံကြီးများလျှလျူမရှိဝွန်သည့်အခြေအနေများကလည်းဖန်တီးဖြစ်ပေါ်နေသည်ထို့ကြောင့်ပါလက်စတိုင်းပြည်ထနာကိုကမ္ဘာကုလသမဂ္ဂတို့တင်ပြမည်ဖြစ်ကြောင်းအင်္ဂလိပ်အစိုးရက1948ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့တွင် ကြေညာရတော့သည်အမေရိကန်ကလည်းပါလက်စတိုင်းဒေသတွင်ဂျူးများအတွက်ဒိုင်းနိုင်ငံတည်ထောင်ခွင့်ပြုဖို့ကို ပြုလိုသည် အင်္ဂလိပ်၏သဘောထားကိုလက်မခံနိုင်ကြောင်းပြောဆိုနေသည်ရုရှားနှင့်ပြင်သစ်တို့ကလည်းထိုအတိုင်းတောင်းဆိုနေကြသည် ထိုအကြောင်းများကြောင့်လည်းအင်္ဂလိပ်တို့မနေသာတော့ဘဲကုလသမဂ္ဂသို့တင်ပြမည်ဖြစ်ကြောင်းကြေညာရခြင်းဖြစ်သည်အင်္ဂလိပ်တင်ပြချက်ကိုကုလသမဂ္ဂကလက်ခံပြီး1948ခုနှစ်မေလ15ရက်နေ့တွင် ပါလက်စတိုင်းရေးရာကုလသမဂ္ဂအထူးကော်မတီကိုဖွဲ့စည်းလိုက်သည်ယင်းကော်မတီကအရှိလေပိုင်းဒေသတွင်ရက်သက်တစ်ပတ်6ပတ်ကြာအောင်သွားရောက်နေထိုင်ပြီးအခြေအနေများကို လေ့လာသည်အာရန်နေဂျူးတို့၏စံနာများကိုတောင်းခံသည်အခြေအနေရက်ရက်ကိုလေ့လာသုံးသပ်ပြီးကုလသမဂ္ဂသို့အစီရင်ခံသည်ယေရုရှလမ်မြို့နှင့်ထိုဒေသကိုမူကုလသမဂ္ဂကခံထားသည့်ဘယင်ခန်းဖြင့်အုပ်ချုပ်ရန် ထိုကော်မတီကတင်ပြသည်သို့တော်လည်းကော်မတီတင်ပြသလိုဖြစ်မလာပဲ အစ္စရေးနိုင်ငံဖြစ်ထူထောင်ပြီးသောအခါဂျေရုစလင်မြို့တွေကိုအစ္စရေးတို့ကယူလိုက်ပြီးဂျန်တချမ်းဖြစ်သည့်ဂျေရုစလင်မြို့ဟောင်းကိုဂျော်ဒန်နိုင်ငံကယူလိုက်သည်1998ခုနှစ်နိုဝင်ဘာလ29ရက်နေ့၌ကျင်းပသောကုလသမဂ္ဂအထွေထွေညီလာခံတွင်ဂျူးနှင့်အာရဗ်များကိုနယ်မြေခွဲသင်မခွဲသင်မဲခွဲသည်ခွဲရန်ဘက်က33ပဲကန့်ကွက်မဲ73ပဲဂျာနီ70ပဲဖြင့်ခွဲရန်ဘက်ကအနိုင်ရသွားသည်အာရဗ်နိုင်ငံများကထိုအဆိုကို အပြင်းထန်ကန့်ကွက်ကြသည်အားရလူမျိုးများကလည်းမိမိတို့နေအမျိုးကိုတလက်မများမဘေးနိုင်ကြောင်းစူပူကြသည်အမေရိကန်ရုရှားနှင့်ပြင်သစ်တို့ဂျူးအတွက်တီးခြားနိုင်ငံခွဲထားတဲ့ကြောင်းဘက်ကထောက်ခံမဲ့ပေးကြသည်ထို့ဖြစ်ပင်ဂျူးလူမျိုးတို့နှစ်ပေါင်းများစွာကလေးကညှော်မှန်းခဲ့ကြသည်ပါလက်စတိုင်းဒေသတွင်ကိုတိုင်းပြည်ကိုပြည်ထူထောင်ရေးဟူသောရည်မှန်းချက်သည်1948ခုနှစ်မေလ14ရက်၌အစ္စရေးနိုင်ငံအဖြစ်ပေါ်ပေါက်လာလေတော့သည် အစ္စရေးနိုင်ငံတီထောင်ချောင်းကျင်ညာပြီးတနအီအကြာတွင်အမေရိကန်ကအတိမတ်ပြူချောင်းဆက်တိုက်ကျင်ညာသည်။နောက်၃ရက်အကြာတွင်ဆိုဗီယက်နိုင်ငံကလည်းအတိမတ်ပြူချောင်းကျင်ညာသည်။ဒီတိန်နိုင်ငံကမူနောက်၁၀လကြာသောအခါကြာမှအတိမတ်ပြူချောင်းကျင်ညာလေသည်။1946ခုနှစ်မေလ17ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံသည်။အစ္စရေးနိုင်ငံတီထောင်ချောင်းကျင်ညာသည့်အချိန်မှစ၍အရှေ့အလယ်ပိုင်းဒေသတွင်စစ်ပွဲကြီးများ အဆက်မပြတ်ဖြစ်ပွားတော်မူကိုကာယကံရှင်များသိကောင်းမှသိကြပါကြမည်ဖြတ်ကျော်ခဲ့ရသည့်စစ်ပွဲများ ပထမစစ်ပွဲ1948ခုနှစ်အစ္စရေးနိုင်ငံတီထောင်ခွင့်ပြုကြောင်း ကုလသမဂ္ဂဆုံးဖြတ်ပြီးသည့်အချိန်မှစ၍အစ္စရေးတို့သည်အာရပ်များကိုနှင်းပန်းနှိပ်စက်လာသည်ဟုဆိုသည်ချမ်းသာကြွယ်ဝသောအာရပ်အမျိုးသားတို့သည်အိမ်နီးနာချင်းအာရပ်နိုင်ငံများသို့ပြောင်းရွှေ့သွားကြသည်အာရပ်နှင့်အစ္စရေးကြားတင်းမာမှုများပိုမိုဆိုးရွာလာသည် လူသက်ပွဲများဖြစ်ပွားလာသည်ဒီကွဲပွဲအကောင်းဆုံးနှင့်အဆိုးရွားဆုံးသောလူသက်ပွဲသည်1948ခုနှစ်ဧပြီလ9ရက်နေ့ကဂျေရုဆလမ်မြို့၏အနောက်ဘက်ရှိအာရက်ရွာငယ်တစ်ရွာဖြစ်သောဒိုင်းယာစင်ရွာတွင် ဖြစ်ပွားခဲ့သည့်လူသက်ပွဲဖြစ်သည်ယူဂျန်ဖတ်သမားတို့သည်ထိုအာရက်ရွာကလေးကို ရောက်ရှိလာကြပြီးယောက်ျားမိန်းမကလေးလူကြီးမကျန်အိမ်ပြန်ထွက်ရန်အမိန်ပေးသည်ထိုနောက်ရက်ဆက်သော လူသက်ပွဲကြီးကိုပြုလုပ်တော်သည် စုစုပေါင်းအသက်ခံရသူအာရက်လူမျိုး254ယောက်အနက်ဘူဝင်ဆောင်25ယောက်ကလေး92ယောက်ပါသည် အသက်ခံရသူအားလုံးသည်အေးချမ်းစွာနေထိုင်ကြသောလက်နက်မဲ့ဖြစ်သောပြန်လည်ခုခံနိုင်စွမ်းလည်းမရှိသောရွာသူရွာသားများဖြစ်ကြသည်အာရက်မိမ့်မပြိုကလေးများကမူကိုတုံးလုံးချွတ်ခိုင်းပြီးထရက်ကားများဖြင့်တင်ဆောင်သွားကာဂျေရုစလမ်မြို့ဂျူးရက်ကွက်သို့ရောက်သောအခါလမ်းများတစ်ချောင်းစီတန်းလမ်းလျှောက်ခိုင်းခြင်းအများကဝိုင်းဝန်းလှောင်ပြောင်ကြခြင်း မရင်းကျင်ခြင်းများပြုလုပ်ပြီးမှတက်ပစ်သည်ဟုဆိုသည်တုံလုံခြောက်ချားပွဲ ကောင်းသောယင်းလူသက်ပွဲကြီးကိုအာရတ်တို့ကတုတ်ပြန်လက်စားခြေသည့်အနေဖြင့်နောက်၃ရက်အကြာဧပြီ၁၂ရက်နေ့တွင်ဂျူး89ရောက်ကိုတက်ပြန်သည် အလွမ်းကောဝေးသောစေးယုံတယုံတို့ချက်ချင်းဤတစိ့ဖြင့်သွားကြသည့်ဂျူးဆရာဝန်များသူနာပြုဆရာမများကျောင်းဆရာများကျောင်းသားများကိုလမ်းကူလက်မှဆောင်ပြီးတက်ဖြတ်ခြင်းဖြစ်သည် ထိုကစပြီးအပြန်အလှန်လက်စားရှည်မှုများအရက်တကားတွင် ဖြစ်ပေါ်ပေါက်လျက်ရှိသည်အစ္စရေးတို့၏လက်နက်ကိုင်အင်အားကတနေ့တစ်ခြားကြီးထွားလာသည်ထို့ကြောင့်အာရန်များသည်ခုခံနိုင်စွမ်းမရှိတော့ဘေးကင်းရာအရက်များသို့ရှောင်းခွာထွက်ပြေးယုံမှတပါညီတို့များမတက်နိုင်တော့ကြည်သို့ဖြစ်မင်းလူရာတို့ရှောင်းတိန်ထွက်သွားကြသည့်အာရက်ဒုက္ခတွေပေါင်းမှအန်နေရှိ၍ရှိလာသည်1948ခုနှစ်တနှစ်ထဲမှာပင်တသိန်းငွေရှိသည နောင်ခါရင်၎င်းတို့ကိုပါလက်စတိုင်းဒုက္ခသည်များဟုခေါ်ကြသည်ပါလက်စတိုင်းဒုက္ခသည်များပါလက်စတိုင်းဒေသတွင်ပြန်လည်နေထိုင်ခွင့်ရရေးလူမှုအခွင့်အရေးများအပြည့်အဝရရေးတို့အတွက်ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ကို၎င်းပါလက်စတိုင်းပြောက်ကြားတပ်ဖွဲ့များကို၎င်းဖွဲ့စည်းကာယနေ့အထိလှုပ်ရှားမှုများပြုလုပ်နေကြသည်1948ခုနှစ်မေလ14ရက်နေ့တွင်အစ္စရေးနိုင်ငံထူထောင်ကြောင်းကျင်းညာလိုက်သည့်နေ့တစ်ပိုင်းတွင်မေလ15ရက်နေ့တွင်အိမ်နီးချင်း အာရပ်၅နိုင်ငံဖြစ်သော Egypt, Trust, Jordan, Now Jordan ဘုရင်နိုင်ငံဖြစ်လာသည်။ Iraq, Syria နှင့် Lebanon နိုင်ငံများကမိမိတို့နယ်မြေများပြန်လည်ရရှိရေးအတွက် Palestine ဒေသအသွင်းသို့မိမိတို့၏လက်နက်ကင်တပ်များကိုစေလွတ်မည်ဖြစ်ကြောင်းကြေညာလိုက်သည်။ထို့သောကြေညာပြီး၅နိုင်ငံတပ်များက Israel နိုင်ငံအတွင်ဝင်တိုက်ကြရာအာရပ် Israel ပထမစစ်ပွဲဖြစ်ပွားသည်။ထို့ပြဿနာကိုဖြေရှင်းရန်နှင့် အပြစ်ခတ်ရစဲရေးကိုဆောင်ရွက်ရန်ကုလသမဂ္ဂမျိုးစားကြီးဘာနာဒိုကိုခန့်ထားစေလို့သည်ဇွန်လ17ရက်နေ့မှာစာပြီးရက်သက်တပတ်၄ဘတ်တီတီအပြစ်ခတ်ရစဲထားရန်ဘာနာဒိုက တင်ပြသည်သို့တော်လည်းနှစ်ဖက်စလုံးကလက်မခံပဲတိုင်မြဲတိုင်နေကြသည်ဇူလိုင်9ရက်နေ့မှာစာပြီးစစ်ပွဲအစ်တင်များပြန်လည်ဖြစ်ပွားသည်အိုင်ဖာမျိုးရှိဗြိတိရှားတပ်များဇွန်လ30ရက်နေ့တွင် ထွက်ခွာသွားကြသည်ထို့မျိုးသို့ အစ္စရေးတို့က သိမ့်ပိုင်လိုက်သည်အခြားဒေသအများအပြားကိုလည်းသိမ့်ပိုင်လိုက်ကြသည်ဂရမလာနှင့်လိုင်ဒါမြို့များကိုသိမ့်ပိုင်ပြီးအာရတ်စစ်တပ်များကိုတွန်းလှန်လိုက်သည်နာဇရက်နှင့်ဂါလိလီအနောက်ဘက်ခြမ်းဒေသတစ်ခုလုံးလူလူကိုပါသိမ့်ပိုင်လိုက်သည်ဇူလိုင်လ18ရက်နေ့တွင်နှစ်ဖက်တပ်များအားလုံးကအပြစ်ခတ်ရက်စဲရေးကိုလက်ခံလိုက်သည်ဇူလိုင်26ရက်နေ့သို့ရောက်သောအခါဂျေရုဆလင်မြို့တစ်ကိုသိမ့်ပိုင်ခါမိမိတို့၏ပိုင်းနှင့်ဖြစ်ကြောင်းအစ္စရေးအစိုးရကကြေညာလိုက်သည် စတင်မှာ18ရက်နေ့တွင် အစ္စရေးအကြမ်းဖက်သမားများကမျိုးစားကြီးဘာနိုတို့ကိုဂျေရုစလင်မြို့တော်တွင်လောက်ကျန်တပ်ဖြတ်လိုက်ကြသည်ဘာနာတို့၏နေရာတွင်အမေရိကန်နိုင်ငံမှရဘန်ချီကို ကုလသမဂ္ဂကအစားထိုးခန့်ထားလိုက်သည် အပြစ်ခတ်ရစဲရေးကိုနှစ်ဖက်နိုင်ငံများကလက်ခံကြသည်ဆိုတော်လဲတိတိကျကျလိုက်နာခြင်းကမရှိကြကြီးနေဆက်ဒေသများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေပင်ဖြစ်သည်1948ခုနှစ်နှစ်ကုန်ပိုင်းတွင် ဂါဇာနဲ့ရာဖာကြားရှိအီဂျစ်တို့ပိုင်းသောကမ်းမြောင်းဒေသတစ်ခုလုံးကိုအစ္စရေးတို့ကသိမ်းပိုက်လိုက်၏ထို့ဖြင့်ပင်အာရအစ္စရေးပထမစစ်ပွဲပြီးဆုံးသောအခါအစ္စရေးနိုင်ငံသည်ပိုမိုကျယ်ဝန်းလာလေတော့သည်ဒုတိယစစ်ပွဲ1956ဗတဲ့ဒူနေဆိုးတဲ့ကဲ့သို့အာရနိုင်ငံများနှင့်အစ္စရေးနိုင်ငံသည်ဒီကျော်မြေကျော်ချင်းဆက်ဆက်လျက်ရှိသည်တအူးကိုတအူးကရှောင်းတိန်၍မရ1948ခုနှစ် စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်းနေဆက်ဒေသများတွင်တစ်ဖက်နှင့်တစ်ဖက်ပြစ်ခတ်မှုများဖြစ်ပွားလျက်ပင်ရှိသည်ထို့ကြားထဲတွင် အစ္စရေးနိုင်ငံမှထွက်ခွာသွားကြရသောပါလက်စတိုင်းဒုက္ခသည်များဖီဒါထွန်ခေါ်အကြမ်းဖက်သမားများအဖွဲ့ကိုဖွဲ့စည်းကြသည် အစ္စရေးကိုဆန့်ကျင်တိုက်ခိုက်ရေးအတွက်ဖြစ်သည်ယင်းအဖွဲ့ကိုဖွဲ့စည်းပြီးနေဆက်ဒေသများ၌အကြမ်းဖက်မှုများပြုလုပ်နေခြင်းနှင့်ပတ်သက်၍အီဂျစ်နိုင်ငံနှင့်တာဝန်ရှိသည်ဟုအစ္စရေးကစွပ်စွဲသည် နောက်တစ်ကြောင်းမှာ အကဘာပင်လယ်ခွင့်၌အစ္စရေလသင်္ဘောများသွာလာခွင့်ကိုအီဂျစ်နိုင်ငံကပိတ်ပင်တားမြစ်လိုက်သည်အစ္စရေလသင်္ဘောများသည်ထိုပင်လယ်ခွင့်ကိုအသုံးပြုကာစစ်မှတ်တဲ့ပစ္စည်းများသဲယူနေသောကြောင့်ပိတ်ရပါသည်ဟုအီဂျစ်တို့ကအကြောင်းပြသည်တတိယအရေးကြီးဆုံးအချက်မှာစူးအတူးမြောင်းကိုသမရနတ်စာ၏အီဂျစ်အစိုးရက1956ခုနှစ်ဇူလိုင်လ28ရက်နေ့တွင်ဂျီသူပိုင်သိမ်းလိုက်သည်ရင်းတို့ပြည်သူပိုင်သိမ်းသည်ကိုအင်္ဂလိပ်နှင့်ပြင်သစ်တို့ကမကျေနပ်ကြ ထိုချက်ကိုအကြောင်းပြု၍အီဂျစ်ကိုစစ်တိုက်ရန်အင်္ဂလိပ်နှင့်ပြင်သစ်တို့ကဆုံးဖြတ်သည် အစ္စရေးကအင်္ဂလိပ်ပြင်သစ်တို့စစ်တိုက်ချင်းတွင်တစ်ပြိုင်တည်းပါဝင်စစ်တိုက်ရန်ဆုံးဖြတ်သည်အထက်ပေါ်ပြပါအကြောင်းများကြောင့်1956ခုအောက်တိုဘာ30ရက်တွင် စစ်စင်ရေးကိုပြုလုပ်ကြလေတော့သည် ထို့ဖြင့်အာရတ်အစ္စရေးဒုတိယစစ်ပွဲကြီးဖြစ်ပွားတော့သည်ကုလသမဂ္ဂ၏ဖြန့်ဖြေးမှုကြောင့်ရှေ့ရအကြာတွင်အပြစ်ခံရက်ဆဲကြသည်အင်္ဂလိပ်နှင့်ပြင်သစ်တပ်များပြန်လည်ရုပ်သိမ်းသွားသည် ဣသရေလတို့ကလည်းအကဘာပင်လယ်ခွေမှာသင်္ဘောများသွာလာခွင့်ပြန်ရသည်။အီဂျစ်တို့ဖို့မှမူစုအတူးများကိုပြည်သူပိုင်းသိမ်းကနိုင်ငံခြားအရင်းရှင်များကိုမောင်းထုတ်လိုက်နိုင်သည်။ ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ